မင်္ဂလာပါခင်ဗျာဒီမိုကရက်တစ်မြန်မာတန်ရုံမြင့်တန်ကြားအစီအစဉ်တွေကိုရှုစားနေကြတာဖြစ်ပါတယ်ဒီကနေ့မြန်မာတက်ဂရက်1984ခုနှစ်ဝါကောင်လာပြကျော်7ရက်ခရစ်တက်ဂရက်2012ခုနှစ်စက်တင်ဘာလ12ရက်ပို့တော်ဦးနေ့ညနေ4:00နာရီအထိစူးစီးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ တမ်တာဦးသိန်းစိန်ဟာလာမယ့်စက်တင်ဘာလ18ရက်နေ့မှာတရုတ်နိုင်ငံကိုအလဲပတ်ခီးသွားရောက်ဖို့ရှိနေတယ်လို့နိုင်ငံတော်တမ်တာယုံကပြောကြားလိုက်ပါတယ်။ ်၃ရက်ကြာမြင့်မဲ့ဒီခီးစင်ထဲမှာတော့တမတာနန်းနန်းကုံစီပြပွဲနဲ့ဇီယန်ပြည်နယ်မှာရှိတဲ့ရှေဟောင်းတမိုင်းဝင်ဒီမြေအောက်မှာရှိတဲ့ဒီစစ်သားရုပ်ထုတွေရှိတဲ့နေရာကိုအဲတွားရောက်လေးလာလေပတ်ဖို့နဲ့ဒီစက်ပြိုးရေးကဏ္ဍအခြေအနေတွေကိုပါလေးလာသွားဖို့ရှိနေတယ်လို့လည်းခံမှန်းတဲ့အကြောင်းတရုတ်ကလာတဲ့တဲ့နေမှာဖော်ပြကြပါတယ်တမတာသူ့ရဲ့တက်တန်းအတွင်းမှာတရုတ်နိုင်ငံကိုဒုတိယအကြိမ်အဖြစ်တွားရောက်မှာဖြစ်ပြီးတော့တရုတ်နိုင်ငံနဲ့ချုပ်ဆိုထားတဲ့မြေဆုံလိရေအားလျက်စစ်စီမံကိန်းရပ်ဆိုင်ပြီးတဲ့နောက်ပိုင်းပထမအဦးဆုံးတွားရောက်မှာလည်းဖြစ်ပါတယ်တမတာဦးသိန်းစိန်ဟာဒီစက်တင်ဘာလာထဲမှာပဲတရ ုတ်နိုင်ငံခီးစဉ်ပြီးရင်အမေရိကန်နိုင်ငံကိုလည်းတွားရောက်ဖို့ရှိနေတာဖြစ်ပါတယ်ခင်ဗျာအဖွဲ့ခုနှစ်ဖွဲ့ပူးပေါင်းလှုပ်ရှားတဲ့ရေဘေးကူညီရေးလှုပ်ရှားမှုအဖွဲ့ဟာအခုလ9ရက်နေ့ကအေယာဝတီတိုင်းပသိမ်ထောင်ကနိုင်ငံရေးအကျဉ်းသားတွေကိုတွားရောက်လှူဒါန်းခဲ့ကြပါတယ်ဒီကြောင့်ကိုဒီမိုကရက်တစ်မြန်မာတဲ့သတင်းတောက်တော်ညိုမှာတက်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာပသိမ်မြို့မှာရှိတဲ့ပသိမ်ချင်းတောင်စီပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတွားရောက်လှူဒါန်းခဲ့တာပါ

နောက်ပါဒီအရေးကြီးတော့ဆက်ပြီးတော့မှဒီအကြောင်းအောင်မြင်တဲ့ကိုပြောပါအပြည့်တော့ဘာလို့ဒီမှာဆင်းလာတာပသိမ်ကျင်းတောင်ထဲမှာအကျဉ်းသား၄000ကျော်ရှိပြီးတရက်စာ၄သိန်းနှုန်းနဲ့၄ရက်စာလှူဒန်းခဲ့တာဖြစ်ပါတယ်။အဆိုရရင်ကိုဥဆောင်တဲ့ဂီတအလူပညာရှင်တွေကလည်းအကျဉ်းတောင်ထဲကအကျဉ်းသားတွေကိုတည်ရည်တားနဲ့ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ ညာဆုံးအရမြောက်ကိုကျွန်တော်တို့အဆောင်ကိုပြုပန်းပြပါတယ်ခင်ဗျာ။ဟာကျွန်တော်တို့အများအားဖြင့်ကျွန်တော်တို့အာအာဒီဘက်ဆုံးတာကိုသတိရလိုပါတယ်အားငွယ်ပါတယ်ကျွန်တော်တို့ဆက်ပြီးပိုကမ်းပါမယ်ကျွန်တော်တို့ပြုပန်းပြပါတယ်။ဒီလိုတက်ပါမယ်။ အဖွဲ့ဟာတာပေါင်းမြို့နယ်အတွင်းမှာရှိတဲ့ရေဘေးတင်ပြည်သူတွေစီကိုလည်းတွားရောက်လှူဒန်းခဲ့တယ်လို့သိရပါတယ်ရှင်။မြို့မှာတက်ကသတင်းပေးပို့ထားတာပါ ဒီကနေ့စက်တင်ဘာလ12ရက်နေ့နေပြည်တော်မှာရှိတဲ့ MICC မှာကျင်းပပြုလုပ်နေတဲ့မြန်မာ Global Investment Forum ဖွင့်ပွဲကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ဒီ forum ကို Euro Money အဖွဲ့ကဒီဦးဆောင် ကျင်းပတာဖြစ်ပြီးတော့ပညာရှင်တွေကမြန်မာစီးပွားရေးရဲ့ဒီအနာဂတ်နောက်တစ်ခါဘဏ်လုံငန်းတွေဖွံ့ဖြိုးတိုးတက်ရေးနဲ့ဈေးကွက် ဖွင့်တာစတဲ့အကြောင်းအရာတွေနဲ့အတူဒီမြန်မာနိုင်ငံနိုင်ငံသားယင်းနှိမ့်မြုံနှံမှုဥပဒေမြေယာနဲ့အင်ချမ်းမြေယင်းနှိမ့်မြုံနှံမှုလုပ်ငန်းနောက်တစ်ခါဒီအခြေခံထုတ်လုပ်မှုကဏ္ဍလမ်းမဆက်သွယ်ရေးနဲ့အခြေခံအဆောက်အုံတွေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍမှာယင်းနှိမ့်မြုံနှံရေးစတဲ့အကြောင်းအရာတွေကိုနှစ်ရက်ကြာဆွေးနွေးကြမှာလည်းဖြစ်ပါတယ်ခင်ဗျာ လူခွင့်ရေးကာကွယ်မြင့်တင်သူများကွင်ရဲ့ HRDB ကစကိုင်းတိုင်းအတွင်းမှာလူခွင့်ရေးဆွေးနွေးပွဲတွေကို လိုက်လံကျင်းပပြုလုပ်ပေးနေပါတယ်ဒီကြောင့်ကိုဒီမိုကရက်တစ်မြန်မာတန်တရင်တော်ဥမ္မောင်တူကတရင်ပြပို့ထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာလူခွင့်ရေးကာကွယ်မြင့်တင်သူများကွင်ရက်ကနေစကိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမြို့တန်လာရက်ွက်မှာလူခွင့်ရေးဆွေးနွေးပွဲကိုစက်တင်ဘာလ10ရက်ကနေ17ရက်နေ့အထိနှစ်ရက်ကြာ ပြုတ်လုံနေတာပါအဲဒီကကကျွန်တော်တို့ဒီမှာလာလို့တဲ့ဆိုတာကကျွန်တော်တို့ဒီကတိထားပြီးသားဖြစ်တဲ့လူခွင့်ရေးကိစ္စရက်တွေကိုဒေသဆိုင်ရာပြည်သူတွေတိဖို့အတွက်လာရောက်ပြီးတော့ကျွန်တော်တို့ကအတိမြင့်တင်တဲ့လုပ်ငန်းအတစ်ဖက်ကလည်းကာကွယ်မှုကိစ္စတွေနဲ့ပတ်သက်တဲ့ဆွေးနွေးမှုနောက်ဒေသဆိုင်ရာမှာလည်းဒီလိုလူခွင့်ရေးနဲ့ပတ်သက်ပြီးတော့အဲနောက်ပိုင်းမှာကျွန်တော်တို့အပြန်အလှန်အဲနွေထွေးဆွေးနွေးမှုတွေပုံမူကြီးထွားလာရေးအတွက်ကျွန်တော်တို့ကအဓိကထားပြီးဆောင်ရွက်တာပါလူခွင့်ရေးဆိုင်ရာတိမှတ်ဖွဲ့ရာ ILO အလို့ယုံဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ဖွဲ့အစည်းအားတွေပါဝင်ပြီးပါဝင်ဝိချေဒါမှမဟုတ်ရင်လည်းအဲ့ဖွဲ့အစည်းတွေကလုပ်တယ်။နယ်မြေဒီတာအစည်းအဝေးတွေတက်ရောက်ချင်းဒီနေ့ပဲကြည့်ခင်ဗျားတို့ရောက်လာအလို့ယုံဆွေးနွေးပွဲလေးကျွန်တော်တို့ကိုယ်တိုင်လာပြီးတက်ရောက်တာဟုတ်လားဟုတ်ပါတယ်။ကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်ရဆွေးပွဲပိုင်ခွင့်ရဆွေးနွေးတယ်။လွတ်လပ်စွာဆွေးနွေးပိုင်ခွင့်ရဆွေးနွေးတယ်။ဟုတ်တယ်နော်ဟုတ်တယ်။လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရပြောဆိုကြတယ်။ ်ပြီးငါတို့ကအဲ့ဒီသီးဝေးတွေမှာဘာမကောင်းမကောင်းနဲ့ဆုံးဖြတ်ချက်တွေမချအောင်လားချအောင်ဒါကတော့လူပြင်မဟုတ်ဘူးလားဟုတ်ပါဘူးဒီပါရင်မဟုတ်ပါဘူးခင်ဗျာလွတ်တော်တယ်ဒီပတ်သက်လို့ရတယ်သမရာဒီကျွန်တော်တို့ဒီရွေးချယ်လို့ရတယ်နိုင်ငံသားကိုနိုင်ငံအုပ်ချုပ်တဲ့နေရာမှာကိုကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိတယ်ဒါဆိုရင်လည်းလူပြင်ဖြစ်နေတယ်နော်ဒါဒီလိုပါပဲနေပါလေဥမာဖို့ဆိုတာနေမီတီရအဖွဲ့အစည်းအဲ့ဒါကိုကောင်းဆောင်ဖြစ်ဒီထဲမှာပါမှာပါ ောက်တော့လူမှုဖွဲ့စည်းပြီးအကောင်းဆောင်တွေပါတယ်ဒါဒါရေးဒီအကောင်းဆောင်တွေပါအောင်ပါမယ်ဟုတ်တယ်နော်ကျွန်တော်တို့ပထမကျွန်တော်တို့6ရက်8ရက်ကမြောင်မြို့နဲ့8ရက်9ရက်ကကျွန်တော်တို့ကချောင်းမှာဖြစ်ပြီးတော့အခု10ရက်17ရက်ကတော့ကျွန်တော်တို့ဒီမုံရောက်မှာပါခင်ဗျာလက်ရှိကတော့ကျွန်တော်တို့ကဒေသတွေမှာတွားတဲ့ခါကျတော့မသိတဲ့လူတွေလည်းမြောင်များရှိနေသေးတယ်လို့အနည်းငယ်သိတဲ့လူတွေရှိတယ်ဒီပုံမှာတော့ကျွန်တော်တို့ဒီလိုလုပ်ခွင့်ရတာကတော့ကျွန်တော်တို့အတွက်အင်တန်ဝမ်းမြောက်စရာပါဒီပွဲကို မုံရွာမြို့နယ်အနီးဝန်းကျင်ကြေးရွာတွေကပြည်သူလူထုတွေတက်ရောက်လာခဲ့ပြီးဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်မောင်တူပါအမရာကြီးတုံးပါမတ်တုံးပါဟုတ်လားပါတီတစ်ခုမှဝင်မဟုတ်လားမဝင်မ ဝံရွာမြို့ပေါ်မှာဖြစ်ပေါ်နေတဲ့လက်ဗရောင်းတောင်ကျင်းနေစီမံကိန်းပေါ်ဆန္ဒထုတ်ဖော်မှုတွေကိုထိန်းထိန်သိမ်းသိမ်းဆောင်ရွက်ပေးဖို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့ပလဲမြို့နယ်ကပြည်သူ့လွှတ်တော်ကိုလည်းဒေါက်ခင်ဆန်းလိုင်ကမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကိုမြစ်တာရက်ခံပန်ကြားလိုက်ပါတယ်စက်တင်ဘာလ12ရက်နေ့နေ့လယ်ပိုင်းကမုံရွာမြို့အမှတ်1ရဲစခန်းစခန်းမှုနဲ့တွေ့ဆုံစဉ်အဲ့လိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်ဒါပြင်ညနေပိုင်းမှာလည်းစကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဥတာအင်းနဲ့လည်းပြည်သူ့လွှတ်တော်ကိုလည်းဒေါက်ခင်ဆန်းလိုင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တွေတွေ့ဆုံဖို့ရှိနေရလည်းဖြစ်ပါတယ်တထုတွင်ဝန်ကြီးဌာနနဲ့အတူမြန်မာစီးပွား ရေးဥပိုင် limited နဲ့တရုတ်ပိုင်ဝမ်ဖောင်းကုမ္ပဏီတို့အကျိုးတူလုပ်ကံနေတဲ့လက်ဘရောင်းတောင်ကျင်းနေစီမံကိန်းတွေကြောင့်အဲ့ဒီဒေသကလေယာဉ်မြေအေက9800ကျော်တင်ယူခံထားပြီးတော့ဒီဒေသထဲမှာရှိတဲ့ကြေးရွာအများအပြားကိုလည်းပြောင်းရွှေ့ဖို့ဖိအားပေးနေတာဖြစ်ပါတယ်။ဒါရင်နဲ့ပတ်သက်ပြီးတော့ဒေသခံတွေနဲ့မြို့ရွာမြို့ခံပြည်သူတွေဆန္ဒထုတ်ဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်ခင်ဗျာ။ စက်တင်ဘာလ17ရက်နေ့ညပိုင်းမှာမုံရွာမြို့အမှတ်၄ရဲစခန်းကဖမ်းဆီးထားတဲ့ဝမေးကျေးရွာသူ၃ဦးပြန်လွှတ်ပေးဖို့လက်ဘရောင်းတောင်ဒေသခံတွေနဲ့ဒီမုံရွာမြို့ကန်တွေအတူဒီမုံရွာဘကတအကြောင်းသားတွေပါပူးပေါင်းပါဝင်ပြီးတော့ရဲစခန်းအနီးမှာတောင်းဆိုခဲ့ကြပါတယ်ဒီကြောင့်ကိုဒီမိုကရက်တစ်မြန်မာတဲ့တရင်တော်ဒေါခင်မင်းစော်ရဲ့တရင်ပြပို့ကြမှာတွေ့မြင်ကြရမှာပါခင်ဗျာမူရမျိုးစုတောင်းမြေဖျားမှာကျင်းနီစီမံကရက်တံမှုနဲ့အတိန်ခံတဲ့ရာမြေတွေကိုပြန်လည်ရရှိဖို့ ဆူတောင်းမြေပြန်မှာအဖမ်းခံရတဲ့လဗရောင်းဒေတာကန်တောင်သူမျိုးသမီး၁၂ဦးနဲ့ကိုဦးကိုပြန်လွတ်ပေးလိုက်ပြီးရနောက်မမေးရွာသူ၃ယောက်ကြန့်ရှိနေသေးတဲ့အတွက်သူတို့ကိုပြန်လွတ်ပေးဖို့စက်တင်ဘာလ၁၇ရက်နေ့ညကတောင်းဆိုနေကြတာပါမမေးရသူရလာတယ်မတရားခံနေရတယ်ဆိုတာကိုမကျင်သက်လို့ဒါရောက်ဖြည့်ရှင်းပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီခုလိုဖန်ဆီးပေးတာဟာပြဿနာကိုဖြည့်ရှင်းတာမဟုတ်ဘူးလို့လည်းကျွန်တော်တို့ယူဆပါတယ် မုံရအမှတ်တိရက်စကန်ဘက်သွားရလမ်းတွေကိုအတားအဆီးတွေနဲ့ပိတ်ထားပြီးဖြတ်တန်းခွင့်မပြုတော့တဲ့အတွက်ရက်စကန်ရှိနာမှာဒေသခံပြည်သူတွေစုယုံရောက်ရှိနေကြပါတယ်ကျွန်တော်တို့ကျောင်းသားတွေကဘယ်မှမနေတာပါဘူးကျွန်တော်စံပွဲရက်လည်းနေနေပါတယ်ကျွန်တော်ကျောင်းသားရဲ့အနေနဲ့အဲ့ဒီအနေထားမှာကျွန်တော် ရေးရောင်းကကျွန်တော်တောင်းဆိုတယ်ကျွန်တော်တို့ကျောင်းသားတွေကိုတန်းပေါ်ရောက်အောင်လေသူတို့တွန်းပို့လိုက်တာဖြစ်တယ်အဲ့ဒါကိုပဲကျွန်တော်ပြောချင်တယ်ကျွန်တော်တို့သဘောဆန္ဒကတော့ကျွန်တော်တို့မြေကျွန်တော်တို့ရေကိုကျွန်တော်တို့ချစ်လို့သူတို့လည်းချစ်ဖို့ကျွန်တော်တို့ပြောချင်တယ်နိုင်ငံတော်လူကြီးတွေပေါ့လေအဲ့လိုပဲကျွန်တော်တို့လာတော့တော့ခမန်ကင်းကြီးကိုရက်တံပေးပါလို့ကျွန်တော်ပြောမယ်တန်းစီထားတဲ့ဝမေရောင်သူတောင်းကျွန်တော်တို့လွတ်ပေးပါနောက်ပြကျွန်တော်တို့ကျောင်းသားခေါင်းဆောင်တွေကအောင်ဝင်လူကိုကျွန်တော်တို့လွတ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့သဘောထားတော့အဲ့လောက်ပါပဲ လေဗရောင်းတောင်ကျင်းနီစီမံကိန်းကိုမြမစီးပွားရေးဥပိုင်ကုမ္ပဏီလီမိတက်က49ရာခိုင်နှုန်းမြမဝန်ပောင်တရုတ်ကုမ္ပဏီက51ရာခိုင်နှုန်းနဲ့ပူးပေါင်းလှုပ်ဆောင်ကြတာပါအဲ့ဒီအတွက်လေဗရောင်းတောင်ဒေသက226ရာနဲ့ရာမြေအီကာပေါင်း8800ကိုတင်းယူထားပါတယ် ဒါကြောင့်လက်သိန်းခံတောင်သူတွေကသက်ဆိုင်ရာအာဏာပိုင်အစင်းစင်းနဲ့သမရဦးသိန်းစိန်ထိတိုင်ကြားတာ တင်ကြားခဲ့ပေမဲ့လည်းတုံ့ပြန်မှုမရရှိခဲ့သလိုဆန္ဒပြခွင့်ခုနှစ်ကြိမ်တောင်းခံခဲ့ပေမဲ့လည်းခွင့်ပြုချက်မရရှိခဲ့ပါဘူး။ကျင်းနီစီမံကိန်းရပ်တန့်ဖို့ကုညီဆောင်ရွက်ပေးနေသူတွေကကျောင်းသားကောင်းဆောင်တယောက်ကိုလည်းဖမ်းဆီးထားပါတယ်။ဒါ့အပြင်ဖျားမဝိပြုစုတောင်းသူတောင်းသူ၁၂ဦးကိုဖမ်းပြီး၉ဦးကိုပြန်လွှတ်ပေးက၃ဦးဆက်လက်ဖမ်းဆီးထားတဲ့အတွက်လွှတ်ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။ ကျမခင်မင်းတော်ပါရှင်လေယာမဲလေသမားတွေလေပိုင်ဆိုင်ရေးဆောင်ရွက်ပေးဖို့တမ္ပဒါဦးသိန်းစိန်စီမှာအစီအစဉ်ရှိတယ်လို့တမ္ပဒါယုံဝင်ကြီးဦးစိုးသိန်းကဒီဘူဘီနဲ့တည်တံ့တွေ့ဆုံ မင်းမြန်ကမှပြောကြားလိုက်ပါတယ်။လေယာမျိုးတွေတင်းစီခံရတာနဲ့ပတ်သက်ပြီးတော့ဒီဘူဘီကမင်းမြန်တဲ့နေရာမှာဝန်ကြီးကအဲ့လိုထုတ်ဖော်ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။လယ်သမားတွေပိုင်ဆိုင်တဲ့လေယာမျိုးတွေကိုကုမ္ပဏီတွေကတင်းထားတဲ့ကိစ္စတွေကိုဥတက်ထုတ်ဥဆောင်တဲ့လွှတ်တော်စုံစမ်းရေးကုမ္ပဏီကအနေနဲ့ဒီစုံစမ်းသွားမှာဖြစ်ပြီးတော့တမတာဥသိန်းစိတ်အစိုးရလက်ထက်မှာလေယာမျိုးတင်းစီတဲ့ကိစ္စတွေစောင့်ရွက်ခြင်းလုံးဝမရှိသေးဘူးလို့လည်းဥဆိုတင်ကထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ။ ကမ္ဘာထိပ်တန်းနိုင်ငံတကာငွေလွှဲကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Western Union ကုမ္ပဏီကမြန်မာနိုင်ငံနဲ့ငွေလွှဲလုပ်ငန်းတွေစတင်လုပ်ကိုင်တော့မယ်လို့ကြေညာလိုက်ပါတယ်။ဒီကြောင့်အပြည့်စုံကတော့ Democratic မြန်မာတန်ရဲ့သတင်းတော်ဥပဒေအောင်ရဲ့ရေဒီယိုသတင်းပေးပို့ချက်မှာနားဆင်နိုင်ကြပါပါခင်ဗျာ။ ဟုတ်ကဲ့ပါနိုင်ငံတကာငွေလဲကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Western Union ကုမ္ပဏီကမြန်မာနိုင်ငံနဲ့ငွေလဲလုပ်ငန်းတွေလုပ်ဖို့မြန်မာရှေ့တိုင်းပိုင်း MOB နဲ့လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်တဲ့အကြောင်းနဲ့ကမ္ဘာတစ်လောက်မှာရောက်နေတဲ့မြန်မာတွေအနေနဲ့စိတ်ချလင်းမြန်စွာငွေလဲနိုင်တော့မှာဖြစ်တယ်လို့ဘန်တာဝန်ရှိသူတွေကပြောကြားလိုက်ပါတယ် မကြာသေးခင်သတင်းပတ်အတွင်းကရန်ကုန်မှာသဘောတူလက်မှတ်ရေးထုတ်လိုက်တာဖြစ်ပြီးငွေလဲလုပ်ငန်းကတော့ဒီနေ့မကုန်ခင်စတင်နိုင်တော့မှာဖြစ်တယ်လို့ Western Union ကုမ္ပဏီရဲ့ Asia Pacific ဆိုင်ရာပြောရေးဆိုခွင့်ရှိသူ Mrs. Pia Dilima က DBP ကိုပြောပြပါတယ် the benefit for people uh, for citizens of Burma people in Burma မြန်မာနိုင်ငံသားတွေအတွက်အကျိုးရမှာကတော့မြန်မာပြည်တွင်းကပြည်သူတွေအနေနဲ့ကမ္ဘာနေရာအတော်များများကနေငွေပို့ခြင်းနဲ့မြန်မာတွေစီကနေငွေလက်ခံရယူနိုင်တော့မှာပါ Western Union ငွေလွှဲလုပ်ငန်းဟာပတ်စံတွေကိုမိနစ်ပိုင်းအတွင်းလွှဲပြောင်းတာတွေလုပ်ပါတယ်။ဒါကြောင့်လုပ်ငန်းတွေစတာနဲ့တပြိုင်နက်တည်းကမ္ဘာတဝန်းကနေမြန်မာပြည်ကိုငွေလွှဲခြင်းသူဘသူကိုမဆို Western Union ကနေငွေလွှဲနိုင်မှာဖြစ်ပြီးမိနစ်ပိုင်းအတွင်းပတ်စံရောက်သွားမှာပါ။ ။ Western Union Bank ရဲ့ Asia Pacific ဆိုင်ရာပြောဆိုခွင့်ရှိသူ Mrs. PRD Lee မှာပြောသွားတာဖြစ်ပါတယ်။ Western Union ရဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖြစ်ငွေလဲလုပ်ငန်းတွေလုပ်ကိုင်ခွင့်ရထားတဲ့မြန်မာရှေ့တိုင်းဘဏ်အမှုဘီဟာမြန်မာနိုင်ငံမှာဘဏ်လုပ်ငန်းတွေလုပ်ကိုင်နေတာ၁၉နှစ်လောက်ရှိပြီဖြစ်ပြီးရန်ကုန်မန္တလေးမော်လမြိုင်မုံရွာစတဲ့မြို့ကြီးတွေမှာဘဏ်ခွဲပေါင်း၃၀နီးပါးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဝင်လဲလုပ်ငန်းတွေလုပ်နိုင်အောင်ဝန်ထမ်းတွေကိုတင်နှံပေးထားပြီးဖြစ်တဲ့ကြောင်းနဲ့အများဆုံးလုပ်ငန်းတွေစတင်နိုင်မှုကြိုးစားနေတယ်လို့ MOB ဘဏ်ရဲ့နိုင်ငံခြားဘဏ်လုပ်ငန်းဆိုင်ရာအကြီးအကဲအထွေထွေမန်နေဂျာဦးတန်ဝင်းက DBB ကိုပြောပါတယ်။သူကတော့မြန်ဆန်တော့သူကကဘာအရရမှာရှိတဲ့အတွက်မြင်ပါတယ်။သူကတော့မိနစ်ပိုင်းအတွင်းနဲ့လွယ်လို့ရတယ်။အဓိကဒီဘက်က communication line ကောင်းလို့ရင်းတော့သူကတော့အနည်းဆုံးနဲ့အမြန်ဆုံးအမှန်ကန်ဆုံးကိုရောက်သူကစာပြေးပေးတာပဲရှိတယ်။ကျွန်တော်က branch support group ရှိတဲ့ရှိရနေရာတိုင်းမှာထုတ်လို့ရပါတယ်။ မြန်မာရှေ့တိုင်းဘန်ကွက်ရှိတဲ့နေရာတွေကနေငွေလက်ခံယူနိုင်မှာဖြစ်ပေမဲ့မြန်မာနိုင်ငံကနေတော့ West Bank နိုင်ငံကနေတဆင့်ချားနိုင်ငံတွေကိုပြန်ပြီးငွေလက်နိုင်အောင်မဟုတ်သေးဘူးလို့ဦးတန်ဝင်းကပြောပါတယ်။လုပ်ငန်းစတင်လည်းပတ်နိုင်ရင်တော့ Thai Malaysia Singapore Japan တောင်ကိုရီးယား American ဥရောပနဲ့ Australia နိုင်ငံမှာရောက်ရှိနေတဲ့တိုင်းနဲ့ချီတဲ့ပြည်ပအောင်မြန်မာတွေတာမကနိုင်ငံသားတွေပါမြန်မာနိုင်ငံကိုအလွယ်တကူငွေလက်နိုင်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံပေါ်မှာအမေရိကန်ဥရောပနဲ့နောက်နိုင်ငံတွေက Facebook တန်ခတ်မှုတွေစမ်းကန်းလိုက်ပြီးနောက်မှာနိုင်ငံခြားဗန်နေနဲ့ငွေကြေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေဟာမြန်မာနိုင်ငံနဲ့ဗန်နိုင်းနဲ့ငွေကြေးလုပ်ငန်းတွေကုလဝင်အောင်လုပ်ကင်လာတာလည်းဖြစ်ပါတယ်။မကြာသေးခင်လပိုင်းကလည်းအာရှစိမ့်လက်မှုဖွံ့ဖြိုးရေးဗန်နဲ့ထိုင်းကစီကောဗန်မြန်မာကမ္ဘောဇာဗန်နဲ့ထိုင်းစီယန်ကော်မရှယ်ဗန်တို့ကြားမြန်မာနိုင်ငံကိုငွေလဲတဲ့လုပ်ငန်းတွေစတင်လုပ်ကင်နေပြီဖြစ်ပါတယ်။ Western Union ဘဏ်နဲ့ဆက်ဆက်ငွေလဲလုပ်ငန်းတွေဟာကမ္ဘာနိုင်ငံပေါင်း200ကျော်လောက်မှာကိုယ်စားလှယ်ပေါင်း9000ကျော်နဲ့ငွေလဲလုပ်ငန်းတွေလှုပ်ဆောင်နေတာဖြစ်ပြီးထူးခြားငွေလဲမှုပမာဏကတော့ပြီးခဲ့တဲ့နှစ်ကအမေရိကန်ဒေါ်လာ126တန်းတိရှိခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မောင်းနှုံးမြို့နယ်ကမြေယာတချို့ကိုတောဆင်ရိုက်တဲ့ဝင်ရောက်ဖျက်ဆီးခဲ့တဲ့အကြောင်းကိုဒီမိုကရက်တစ်မြန်မာတဲ့တရင်တော်ခွန်ပါတာကတရင်ပြပို့ထားပါတယ်ခင်ဗျာ။ တောဆင်ရိုင်းတွေဟာပြီးခဲ့တဲ့အပလောက်ကစားပြီးမွန်တော်မြို့နယ်ထဲကတောတောင်တွေနဲ့နှီးစားတဲ့ဥယင်၊စိုက်ခင်းနဲ့တောင်ရံတွေကိုဝင်ရောက်ဖျက်ဆီးတာဖြစ်ပါတယ်။လေးနိုင်လာလာကြကြီးသူအကြောင်းဟောကြီးချိုးကြီးဟောတရားသီးပနေသီးညနေနောက်ဆိုရင်ဆင်ရိုင်းတွေလာပြီးနေ့တိုင်းလုံလို့အဲ့ဒီအချင်းဆို အော်ဟိတ်ပြီးသူတို့ကိုမောင်းထုတ်နေရပါတယ်။တရက်တီပင်နေတီတွေနဲ့မုံလာဥတွေကိုစားပြီးသူတို့မစားတဲ့ဘဲပင်တွေကိုတော့နင်းပစ်လိုက်တယ်လို့သူကပြောပါတယ်။ စိုက်ခင်းဥယျင်တွေနဲ့တောင်ရတွေကတီးနံတွေကိုတောဆင်ရိုင်းတွေမဖြတ်စည်းနိုင်ဖို့တိပင်ပေါ်မှာဆင်တွေထိုးပြီးကင်းဆောင်နေကြရပါတယ်။အဲ့ဒီဆင်ရိုင်းတွေဟာလူတွေကိုလည်းအန္တရာယ်ပေးပါတယ်။ပြီးခဲ့တဲ့လကလည်းမွန်တော်မြို့နယ်အွန်စီရကြေးရွာကရွာသားတဦးဟာဆင်တွေနဲ့တွေ့ပြီးဒဏ်ရာရခဲ့ပါတယ်။စာဖော်မှာခင်ခဲရသည်ကြီးအင်မကရဟကန်လိုက်ကိုဦးရကလာမနေအရင်တုန်းကလည်းဟင်းတီဟင်းရွက်တွေဝင်စားတဲ့ဆင်တွေကိုမောင်းထုတ်ဖို့တိပင်ပေါ်တည့်ရင်နဲ့ ဆင်ကကျွန်တော်ကိုနမောင်းနဲ့ပတ်ပြီးအဝေးကိုပြစ်ထုတ်လိုက်တာပါအဲ့အချိန်မှာကျွန်တော်တတိလေးသွားပြီးအယိုကျိုးသွားတော့အခုခါတော့ဆန်လို့မရဘူးလို့သူကပြောပါတယ်မောင်တော်မြွနယ်ထဲကအောင်သာယာအောင်စေယအောင်မင်္ဂလာဖဲဝါချောင်းဂျီကန်ပြင်စတဲ့ကြေးရွာတွေအပါအဝင်ကြေးရွာ20လောက်ကစိုက်ခင်းတွေဟာဆင်ရိုင်းတွေဝင်ရောက်ပြီးဖျက်ဆီးခံရလေရှိပါတယ်တိတော်ဝါတော်တွေကိုမိခိုအားထားနေရတဲ့အဲ့ဒီဆင်ရိုင်းတွေဟာ တိဝါတွေပြုံတိမှုတွေကြောင်းလူတွေရဲ့စိုက်ခင်းတွေထဲကိုဝင်ရောက်စားတောက်ဖြစ်စီနေရတယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်ကျွန်တော်ခွန်ပါတာပါဒီကနေ့2022ခုနှစ်စက်တင်ဘာလ12ရက်ဗုဒ္ဓဟူးနေ့ညနေ4:00နာရီစူးစီးရရှိထားတဲ့ဒီမိုကရက်တစ်မြန်မာသံတရင်တောက်တဲ့သတင်းပေးပို့ချက်တွေကိုစူးစီးတင်ဆက်ပေးကြတာဖြစ်ပါတယ်။မြန်မာစံတော်ချိန်ညနေ6:00နာရီနဲ့ည8:00နာရီအချိန်တွေမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။ဒီမိုကရက်တစ်မြန်မာသံကိုကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။